င်္ဂလာပါရှင်။နိုဝင်ဘာလ23ရက်နေ့အတွက်တာလင်ထိုင်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တာလင်ထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့၄ GB data နဲ့ Corporate မြောက်ပိုင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့သတင်းတွေအပြင် မော်လမြိုင်မြို့မှာပြစ်ခတ်မှုကျူးလွန်သူတွေကိုစစ်ကောင်ဖြင့်မဖမ်းနိုင်သေးတဲ့တဲ့တွင်စစ်ရှောင်အရေးကူညီပေးဖို့အာဆီယံနဲ့နိုင်ငံတကာကိုမွန်ကောင်စီနှစ်ဖွဲ့ဖိတ်ခေါ်လိုက်တဲ့တဲ့တွင်ကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တွင်တွေမှာတော့အမေရိကန်ရာဇဝင်မှာအရှိကြဆုံးအစိုးရဌာနများပိတ်သိမ်းမှုအဆုံးသက်ရေးရန်မုံငွေဥပဒေကျမ်းကိုထရန့်လက်မှတ်ရေးထိုးလိုက်တဲ့တဲ့တွင် DKBA အဖွဲ့ခေါင်းဆောင်၄ဦးကိုအမေရိကန်တန်ခတ်ပိတ်ဆို့လိုက်တဲ့တဲ့တွင်နေအတူ အနောက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ကရင်ပြည်နယ်ကော့ကရိတ်မြောက်ပိုင်းမိဘလဲရွာနဲ့မြောက်ဒီတောင်ပတ်ပိုင်းလေကိတ်ကော်အနီးပတ်ဝန်းကျင်ဒေသတွေမှာစစ်ကောင်ဖြင်းတက်တဲ့ KNLA တော်လှန်ရေးအင်အားစုတို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်ဖြစ်တဲ့ဟာလေဆောင်နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုပြုလုပ်နေတယ်လို့နေမြေခံသတင်းအရင်းမြစ်တွေကတန်လင်ထမ်းမှုပြောပါရယ်နိုဝင်ဘာလဒုတိယပတ်အတွင်းကော့ဂရိတ်မြို့နယ်မြောက်ဘက်ပိုင်းမိဖာလယ်ကျေးရွာအနီးတစ်ဝိုက်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်ပြင်တပ်စစ်ကြောင်းနဲ့ KNLA တော်လှန်ရေးအင်အားစုတို့ကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်ပြင်တပ်ကလေရင်လက်နက်ကြီးနဲ့ drone တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေပါတယ်။ ကော့ဂရိတ်မြောက်ပိုင်းမိဖလဲကျေးရွာအုပ်စုမှာစစ်ကောင်ဖြင့်တပ်ကလက်နက်ကြီးလေရင်နဲ့ drone ဘုံးကျဲတိုက်ခိုက်တာတွေကိုအပြင်းထန်လှုပ်ဆောင်နေပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်စစ်ဘေးရှောင်နေကြရတဲ့ဒေသခံပြည်သူတွေဟာနေရက်ကိုပြန်မလာရဲကြသေးဘူးလို့နေမြခံသတင်းအရင်းမြစ်တွေကဆိုပါတယ်ရှင်။ ဒါအပြင်မြောက်ဒီမြို့တောင်ဘက်လေးကေကောမြို့အနီးရတဲကူဘက်ကနေဖလူကျေးရွာဘက်ကိုဦးတည်လာပြီးစစ်ကြောင်းထိုးနေတဲ့စစ်ကောင်ဖြင့်တက်စစ်ကြောင်းနဲ့တော်လန်ရင်အင်းအားစုတွေကြားနိုဗင်ဘာလ12ရက်နေ့ညပိုင်းနဲ့13ရက်နေ့မနက်ပိုင်းတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်ဖြင့်တက်ကလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တယ်လို့ဒေသခံတဦးကဆိုပါတယ်နိုဗင်ဘာလ13ရက်မနက်ပိုင်းကစစ်ကောင်ဖြင့်တက်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီမိုကရေစီအကျိုးပြုကရင်သမ္မတ DKPA ထိန်းချုပ်ထားတဲ့ဖလူကျေးရွာထဲကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ရာလူထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့လည်းဖလူဒေသခံတအူးကဆိုပါတယ်ရှင်။မြောက်ရီတောင်ပိုင်းလေးကေကော်မြို့အနီးတစ်ဝိုက်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တပ်ဟာတော်လန်ရေးအင်အားစုအဖွဲ့ရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အထိနာနေခဲ့ရပြီးစစ်ကောင်ရှင်တပ်မှနှစ်နှစ်လက်အောက်ခံတပ်သားတချို့တော်လန်ရေးပူးပေါင်းတပ်တွေစီကိုလက်နက်ချအလင်းဝင်ရောက်လာတာတွေလည်းရှိနေပါသေးတယ်။ ရွေးကောက်ပွဲကာလမတိုင်ခင်မြောက်ရီတောင်ဘက်မြောက်ရီဝေါ်လီကားလန်တချောင်းနဲ့ကော့ဂရိတ်မြောက်ပိုင်းဒေါ်နာတောင်ပေါ်လန်ဟောင်းနဲ့ကျေးရွာရီစီကိုနယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက်စစ်ကောင်ပြင်တားအင်အားအများပြားနဲ့ပြီးခဲ့တဲ့အောက်တိုဘာလနဲ့စက်တင်ဘာလတွေအတွင်းစစ်ကြောင်းထိုးတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။စစ်ကောင်ပြင်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းကော့ဂရိတ်မြောက်ပိုင်းနဲ့မြောက်ရီတောင်ပိုင်းကကျေးရွာရီအပေါ် လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုအပြင်းထန်လှုပ်ဆောင်နေတဲ့အတွက်ကျေးရွာအတွင်းထဲမှာရှိတဲ့ဘုံကြီးကျောင်းစတင်ကျောင်းနဲ့နေအိမ်အဆောက်အဦတွေထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့အယက်သားတွေအများအပြားဟာလဲထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုကျူးလွန်သူတွေကိုစစ်ကောင်ပြင်ဘက်ကပိုက်ဆိုင်တိုက်ရှာဖွေနေပေမဲ့ဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်။ဒီသတင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါတယ်ရှင်။ မွန်ပြည်နယ်မွန်မြိုင်မြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုကျူးလွန်သူတွေကိုစစ်ကော်မရှင်ဘက်ကပိုက်ဆိုင်ထိုက်ရှာဖွေနေပေမဲ့ဖမ်းဆီးရမိတာမရှိသေးဘူးလို့စစ်ကော်မရှင်နဲ့နှိစက်သူတွေကတန်လွင်တိုင်းကိုပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ည7:00နာရီချိန်လောက်မှာမွန်မြိုင်မြို့မြင်းနီကုန်းရက်ွက်ရှိမြင့်သူလန်းစပင်မိတ်ကဆိုင်ရှိမှာ LGBT မျိုးသား3ဦးကိုတနသမား2ဦးကလာရောက်ပြစ်ခတ်ခဲ့တာပါ။အဲ့ဒီပြစ်ခတ်မှုအတွင်း LGBT အမျိုးသား၃ဦးကတင်ကိုကိုဦးနဲ့မနီခေါ်မမတ်အာရွန်တို့ဟာ အခင်းပြင်းနေရမှာပဲပွင့်ချင်းပြီးတည်ဆုံးခဲ့ပြီးသူတို့ရဲ့တငယ်ချင်းဖြစ်တဲ့ဇွဲဝေရန်ထက်ကတော့ပြင်းထန်တဲ့ရာရရှိခဲ့တာဖြစ်ပါတယ်။ဖြစ်ခတ်မှုဖြစ်ပွားပြီးနောက်စစ်ကောင်ရှင်ကမျိုးရင်းလုံကြုံရေးတိုးမြင့်ပြီးပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေဇက်တိုက်လှုပ်ဆောင်နေပေမဲ့ဖြစ်ခတ်မှုဖြစ်ပွားပြီးချိန်ကနေနိုဝင်ဘာလ13ရက်နေ့မရက်ကြာတဲ့အထိပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိတာမရှိသေးပါဘူး။ မော်လမြိုင်မြို့ကန်တူကတော့လုံခြုံရေးအထူးတင်းကျပ်ထားတဲ့မော်လမြိုင်မြို့မှာပြစ်ခတ်မှုကျူးလွန်သူကိုဖမ်းဆီးနိုင်ခြင်းမရှိတဲ့ပေါ်စစ်ကော်မရှင်ကိုမေးခွန်းထုတ်လိုက်ပါတယ်ဒီကမ္ဘာဘာလို့နိုင်လို့မရှိဘူးလားဒီကမ္ဘာဘာသာကြောအဲ့ဒီတုံးပြွာတဲ့ပီဇာနိုင်မမကြည့်တာပေါ့ဒီဘက်ကလူပီဆိုဒီလိုစူးတဆိုင်ကဒီလူငယ်တောင်းနေတာဒီဒီတိုင်းလာလေဟာဒီရမလေးနိုင်မမကြည့်အများကြီးဟိုသူကတော့ဦးလိုပတ်စီတိုင်ကိုရှာဖွေပြီးတော့ ဟိုလုံးနေတာပေါ့ဒီလောက်ပင်ကျပြီးတော့ CCTV ကင်မရာဆိုတဲ့ဒုမဲ့ဒီအပြည့်ရှိတယ်။ပေါက်ပင်ကျတော့ဒီမှန်ဆောင်ရနေတဲ့အပေါ်ပါပေါ့။ငါဘူးဘူးအခုရှင်းလို့ရှင်းမှန်းပြီးပြတော့အခုလိုမျိုးပေါ်ရက်ကမှာပြစ်ခတ်မှုဖြစ်ပွားပြီးပြစ်မှုကျွလွန်သူတွေကိုဖမ်းဆီးရမိတာမရှိတဲ့ပေါ်ဒေသခံတွေအတွက်လုံခြုံမှုမရှိတော့သလိုလက်နက်ကင်နာသူတွေများလာကြအောင်ဒီလိုဖြစ်စဉ်တွေဆက်ဖြစ်လာမှာကိုလည်းစိုးရိမ်စိုက်တယ်ဖြစ်နေရတယ်လို့သူကဆက်ပြောပါတယ် တစ်ဖက်မှာစစ်ကောင်ရှင်လာအုပ်ခန့်တွေကတော့လုံခြုံရေးတင်းကျပ်ပြီးမြို့ဝင်မြို့ထွက်နေရာတွေမှာပိတ်ဆို့ရှာပွေတာမြို့ရင်းမထင်မှတ်တဲ့နေရာတွေပြင်လူစီကားရနေရာတွေကစတင်းတင်းကျပ်ကျပ်ဆစ်ဆင်းမှုတွေပြုလုပ်နေတာပါစစ်ကောင်ရှင်ပြေဝထိန်းချုပ်ထားတဲ့မော်လမြိုင်မြို့ပေါ်မှာလက်နက်ကင်ဆောင်ပြီးပြစ်ခတ်တပြက်မှုဖြစ်ပေါ်ခဲ့ပြီးမြင့်မှုကျူးလွန်သူတွေကိုလက်ရှိချိန်ထိဖမ်းဆီးရမိမှုမရှိတဲ့ပေါ်မြို့ကန်တွေကြားဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်မော်လမြိုင်မြို့မှာတော့စစ်ကောင်ရှင်ဟာနေစဉ်အင်အားပြလက်လေတာ ိတ်ဆို့ရှာဖွေတာ CCTV အပြည့်တက်စင်ပြီးစောက်ရှိတာတွေရှိပေမဲ့မကြခဏဆိုသလိုခိုးမှုလူရမှုလူသတ်မှုအပြင်တခြားဒုစရိုက်မှုတွေကိုဖြစ်ပွားနေတာပဲဖြစ်ပါတယ်ရွေးကောက်ပွဲအကြိုကာလမှာမိုးပြင်းတဲ့အတွင်းစစ်တပ်ရဲ့ထိုးစစ်တွေကြောင့်စစ်ဘေးရှောင်အရေးအတွက်ဟာလဲတိုးလာနိုင်တာကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးအာဆီယံနဲ့နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုကိုမွန်ကောင်စီနှစ်ဖွဲ့ကနေဖိတ်ခေါ်လိုက်ပါတယ်။ဒီအကြောင်းကိုတော့အဝိုင်းကြီးကတင်ဆက်ပေးထားပါရရှင်။ ရွေးကောက်ပွဲကြိုကာလမှာမော်ပြည်နယ်အတွင်းစစ်တပ်ရဲ့ထိုးစစ်တွေရှိလာနိုင်တဲ့အတွက်စစ်ပေးဆောင်ရေးအတွက်လည်းတိုးလာနိုင်တာကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးအာဆီယံနဲ့နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုကိုမွန်ကောင်စီနှစ်ဖွဲ့ကဖိတ်ခေါ်လိုက်ပါတယ်။မော်ပြည်နယ်အတွင်းလူသားချင်းစာနာမှုလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်သွားရေးနဲ့ပတ်သက်ပြီးမော်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့မော်ပြည်နယ်တိုင်းပင်ခံကောင်စီ MSCC တို့နိုဝင်ဘာ12ရက်နေ့မှာကြေညာချက်တစ်စောင်ဖူးရဲထုတ်ပြန်ပါတယ်။ 2021ခုနှစ်အာနာသိန်းချိန်ကစပြီးမွန်ပြည်နယ်တွင်းမှာရှိတဲ့ဒေသခံပြည်သူတွေဟာစစ်တပ်ရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်မတည်ငြိမ်မှုအကြမ်းဖက်မှုနဲ့အိုးအိမ်မဲ့ထွက်ပြေးမှုတွေကြုံတွေ့နေရပြီးပြည်သူတွေထောင်ပေါင်းများစွာဆေးဘေးတံခံစားနေရတာပါဒါကြောင့်လူသားချင်းစာနာမှုကူညီတွေကိုလျင်မြန်ထျောက်စွာပို့ဆောင်နိုင်ရေးအထူးသဖြင့်အာဆီယံဒေသအတွင်းလူသားချင်းစာနာကူညီအဖွဲ့တွေရက်ရွာအခြေပြုအဖွဲ့တွေနဲ့နိုင်ငံတကာတိုင်းဝမ်ရဲ့ပူးပေါင်းပါဝင်မှုကိုမွန်ကောင်စီနှစ်ဖွဲ့ကဖိတ်ခေါ်တာဖြစ်ပါသည် လက်ရှိမှာစစ်အာဏာရှင်ကစီစဉ်ထားတဲ့တူယောင်ရွေးကောက်ပွဲအတွက်ရွေးချက်ထားပြီးမွန်ပြည်နယ်ကမြို့နယ်များစုမှာတိုက်ခိုက်မှုတွေဆက်လုပ်နေတာကြောင့်လာမယ့်လတွေအတွင်းအိုးအိမ်မဲ့ထပ်မံဖြစ်ပေါ်လာနိုင်တဲ့အရေးပေါ်အခြေအနေကိုညွှန်ပြနေတယ်လို့ဆိုပါတယ်မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောခွင့်ရနိုင်မွန်ဆိုင်ကရွေးကောက်ပွဲမတိုင်ခင်မွန်တောင်ပိုင်းနဲ့မြောက်ပိုင်းကိုစစ်တပ်ကထိုးစစ်ဆင်လာနိုင်တဲ့အတွက်စစ်ပေးရှောင်တွေတောင်းနှံထိတိုးလာနိုင်တယ်လို့တန်လွင်တိုင်းကိုပြောပါတယ်ကျွန်တော်တို့ကတော့ဒီခမန်းကြီးက ကို IDP မွန်ပြည်နယ်မှာရှိတဲ့ IDP ရောတော့မြောက်ပိုင်းရောတောင်ပိုင်းရောဒီ11ပိုင်းရောကကျွန်တော်ထင်တာ2000လောက်ရှိမှထင်တယ်။ဒါပေမဲ့တကယ်လို့များဒီထိုးစစ်တွေကဖြစ်လာမယ်ဒီသူတို့ရုပ်ောက်ပွဲလုပ်ဖို့ပြင်ထားတဲ့နေရာမှာဝင်ပြီးတော့ထိုးထိုးစစ်တွေလုပ်လာမယ်ဆိုရင်တော့ဒါဟိုရင်တော့ကကျွန်တော်တို့2000 message နဲ့ဆက်တော့ဝင်လို့မျိုးပါနော်ဒါလူကြီး9000အထိပေါ့နော်အဲလောက်ထိဒီ ဝိမေတွေဖြစ်လာဖို့အချိန်နေရှိတော့ဗောနဒီရုပ်တို့တို့လုံးတဲ့ယူကောက်ပွဲကိစ္စကြောင့်ဗောဟုတ်ကဲ့မြို့နယ်၁၀ခုရှိတဲ့မွန်ပြည်နယ်မှာလောလောဆယ်ခုနှစ်မြို့နယ်ကအပြစ်မဲ့ပြည်သူတွေကိုရက်ဆက်ကြမ်းကြုတ်ပြီးတေကျေပျက်စီးစေတဲ့တိုက်ခိုက်မှုတွေကြောင့်တိုင်းသားပြည်သူအများပြားအိုးအိမ်မဲ့မှုထပ်ဖြစ်လာနိုင်တဲ့အပေါ်မွန်ကောင်စီနှစ်ဖွဲ့ကတုံ့ပြန်ရေးအစီအစဉ်တွေချမှတ်ခဲ့ကြတာပါ ဒါကြောင့်မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့မွန်ပြည်နယ်တိုင်းပင်ခံကောင်စီ MSCC တို့နိုဝင်ဘာလ17ရက်နေ့မှာအရေးပေါ်ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီးပူးပေါင်းကူညီရေးစနစ်တွေကိုအားဖြည့်ဆောင်ရွက်ရေးသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ပူးပေါင်းဆောင်ရွက်မှုအရစစ်ပေးရှောင်ပြည်သူတွေရဲ့အချက်လက်တွေကိုတိကျစွာစစ်စစ်မှတ်တမ်းတင်သွားမှာဖြစ်ပြီးဒုက္ခသည်မိသားစုတွေကိုဘေးကင်းလုံခြုံစွာရွှေ့ပြောင်းနေရာချထားရေးအကူအညီပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်အစားအစာယာယီနေရာထိုင်ခင်းနဲ့ကျန်းမာရေးအထောက်ပံ့တွေစနစ်တကျဖြန့်ဝေထောက်ပံ့သွားမှာဖြစ်ပြီး ဒေသခံအဖွဲ့တွေရက်ရွာကွန်ရက်တွေနဲ့ပူးပေါင်းကကိုညီတုံ့ပြန်ရေးရန်ရာတွေဖော်ဆောင်တာတွေကိုလည်းပူးပေါင်းအကောင့်ထဲပေါ်သွားမယ်လို့ဆိုပါတယ်။ဒီလုပ်ငန်းတွေကိုလူသားဆန်မှုဂျားနေမှုဗမ်းမလိုက်မှုတာဝန်ခံမှုဒေသခံဦးဆောင်မှုစတဲ့အခြေခံမှုတွေပေါ်အခြေခံကဆောင်ရွက်သွားမှာဖြစ်ပြီးအကူအညီတွေကိုလူမှုဘဟုပြုပွေလင်းမြင်တာခွဲခြားမှုမရှိစွာစီစဉ်သွားမယ်လို့အတည်ပြုထားတာပါ။နိုင်မွန်ဆိုင်ကတော့နေဆက်ကနေနိုင်ငံတကာရဲ့ကူညီတွေရရှိမှုညွန်နေသွားတဲ့အတွက် ဋိပက္ခဒေတာမှာလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ASEAN Asia Center ကိုတောင်းဆိုတာလို့တန်လွင်တိုင်းကိုပြောပါတယ်။ဒီ ASEAN ကလည်းဒီကူညီတွေပေးတဲ့အခါမှာဒီပြည်တွင်းနဲ့မကပဲနဲ့ပေါ့နော်။ဒီပဋိပက္ခဖြစ်ပွားနေတဲ့နေရာမှာကိုလည်းပေးဖို့ကျွန်တော်တို့ပြောထားပါတယ်။ဒီကတော့ဒီဟာစန်တာပေါ့နော်ဟိုတော့ဟာစန်တာပေးတဲ့ကူညီတွေကြတော့ဒီအာပြည်ပကပြပွားတဲ့ဒေတာပဲကိုမရောက်ဘူးဖြစ်နေတာပေါ့နော်အဲ့ဒါအတွက်လည်းကျွန်တော်တို့အာဆီယံကို ပြောထားတယ်အာဆီယံလည်းပူးပေါင်းဆောင်မှုတွေလုပ်ပေးဖို့အစားဖြစ်ပါတယ်အဲ့ဒါကြီးတော့ပြောထားတာရှိပါတယ်လူသားချင်းစာနာရေးအကူအညီတွေကိုအမှန်တကယ်ထိခိုက်ခံစားနေရသူတွေထံရောက်ရှိနိုင်ရေးအာဆီယံနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တိုက်ရိုက်ချိတ်ဆက်လက်တွဲပြီးမိမိတို့တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေမျိုးတွေကတဆင့်ပုံမှုကူညီထောက်ပံ့ပေးရနိုင်ရေးလှုပ်ဆောင်သွားမယ်လို့အတည်ပြုထားတာပါမွန်ကောင်စီနှစ်ဖွဲ့အနေနဲ့မော်ပြည်နယ်အတွင်းပဋိပက္ခတွေကြောင့်ထိခိုက်ခံစားနေရတဲ့ရတသားပြည်သူတွေရဲ့အသက်လုံခြုံရေးဘေးကင်းရေးနဲ့လူသားချင်းစာနာအကူအညီတွေကို ပူပေါင်းကူညီပံ့ပိုးကာကွယ်ဖို့အတူတကွဂရိဝတ်ပြုတယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်အမေရိကန်ရာဇဝင်မှာအခြေအကျဆုံးအစိုးရဌာနများပိတ်သိမ်းမှုအဆုံးတန်ရေးရမုံငွေဥပဒေကျမ်းကိုထရန့်လက်မှတ်ရေးထိုးလိုက်ပါတယ်။ဒီကြောင်းကိုတော့ဘေဘက်ကပြပြပေးထားပါရှင်။ အစိုးရဌာနများပြန်လည်ဖွင့်လှစ်ရေးငွေသုံးဆွဲရေးဥပဒေကြမ်းကိုတမရဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးလိုက်တာကြောင့်အမေရိကန်ရာဇဝင်မှာအရှိကြဆုံးအစိုးရဌာနများပိတ်သိမ်းထားမှုအဆုံးသတ်သွားခဲ့ပါတယ်။အထက်လွှတ်တော်ကမဲကွာဟာချက်အနေငယ်နဲ့အတည်ပြုခဲ့ပြီးနောက်၂ရက်အကြာနိုဝင်ဘာ၁၂ရက်ညမှာအောက်လွှတ်တော်ကိုယ်စားလှယ်တွေက222မဲ209မဲနဲ့အတည်ပြုခဲ့တဲ့ရေတိုးရမုံငွေထောက်ပံ့ရေးဥပဒေကြမ်းကိုထရန့်ကနိုင်ပိုင်းအတွင်းလက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပါတယ်။ အစိုးရဌာနတွေ43ရက်ကြာပိတ်ထားခဲ့ရတာကြောင့်ပြည်သူများဆူဆူရွရွထိခိုက်ခဲ့ရပြီးနောက်အခုကစပြီးအစိုးရဌာနတွေပုံမှန်အတိုင်းပြန်လဲလဲပတ်သွားတော့မှဖြစ်တယ်လို့ Trump ကဘဲဥပုံရုံးကန်းကနေပြောလိုက်ပါတယ်။အော်တိုဘာလကလေးကအစိုးရဌာနအများအပြားကိုပိတ်ထားခဲ့ရပြီး Federal အလုပ်သမားတင်းတသက်မှ၄တန်းလောက်ဟာလားစာမရဘဲခွင့်ယူရတာဒါမှမဟုတ်လားစာမရဘဲအလုပ်လုပ်ပေးခဲ့ရပါတယ်။ ။ရှားနေရိတ်ခါထောက်ပံ့ရေးအစီအစဉ်လည်းမတိကျမရေရာဖြစ်ခဲ့ပြီးနိုင်ငံတဝန်လေးချောင်းခရီးစဉ်တွေလည်းအနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။လေကြောင်းခရီးသွားလာရေးအနှောက်အယှက်ဖြစ်မှုဟာလာမယ့်ကျေးဇူးတော်နေ့အားလည်းရမတိုင်ခင်ပြည်လဲသွားမယ်လို့မျှော်လင့်ရပြီးအစိုးရဌာနတွေလာမယ့်ရက်ပိုင်းအတွင်းပြန်ဖွင့်နိုင်မယ်လို့မျှော်လင့်ရပါတယ်။အစိုးရဌာနတွေပိတ်ထားရတာကြောင့်ဝန်ထမ်းအင်အားမလုံလောက်တဲ့အတွက် Federal လေကြောင်းစီမံခန့်ခွဲရေးဌာနကလေကြောင်းခရီးစဉ်တွေလျှော့ချခဲ့ရပါတယ်။ ဒီအခြေအနေကြောင့်မျိုးရော်စီနိုဝင်ဘာ12ရက်ကမဲခွဲဆုံးဖြတ်ဖို့လာတဲ့လွှတ်တော်အမတ်တွေအပေါ်ကိုတိုက်ရိုက်တရောက်မှုတွေရှိခဲ့ပါတယ်ဝင်ကောင်စင်ပြည်နယ်လွှတ်တော်အမတ်ဒါရစ်ပန်အော်ဒန်ဟာဆိုရင်မိုင်မောင်းတစ်ထောင်နီးပါးမော်တော်ဆိုင်ကယ်စီးလာပြီးလွှတ်တော်သူလာရောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုအတိပြုလိုက်တဲ့ဥပဒေအရအစိုးရအဖွဲ့ကိုဇန်နဝါရီလ30ရက်အထိပဲရန်မုံငွေထောက်ပံ့နိုင်မှာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းရန်မုံငွေဆက်လက်ထောက်ပံ့ရေးလွှတ်တော်အမတ်တွေတခါဆွေးနွေးကြရအောင်မှာဖြစ်ပါတယ်။ DKBA အဖွဲ့နဲ့ခေါင်းဆောင်၄ဦးကို American တန်ခတ်ပိတ်ဆို့လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါရရှင်။ American နိုင်ငံသားတွေပါဝင်လူထောင်ပေါင်းများစွာကိုပြစ်မှတ်ထားနေတဲ့အကြမ်းဖက်လုပ်ငန်းတွေကိုသူတို့ထိန်းချုပ်ထားရာဒေသကနေကူညီထောက်ပံ့ပေးတဲ့အတွက်မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို American က November 12ရက်မှာဗန်နာယီဆိုင်ရာတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်လိုက်ပါတယ်။ကင်လန်းနကိုင်ဖွဲ့ DKBN နဲ့ခေါင်းဆောင်၄ဦးအပြင်စီးပွားရေးလုပ်ငန်းတွေနဲ့ထိုင်းနိုင်ငံသားတအူးကိုလည်းအမေရိကန်ကတန်ခတ်ပေးဆွမှုတွေပြုလုပ်လိုက်တာဖြစ်ပါလေ ူတို့ဟာတရုတ်ရာဆွဲကိုင်းတွေနဲ့ဆက်နွယ်မှုရှိပြီးထိုင်းနယ်စပ်တခြားကြားဖြန့်ကိုင်းတွေတီထောင်လုပ်ကံရမှာပါဝင်ပတ်သက်နေသူတွေဖြစ်တယ်လို့အမေရိကန်ဗန်ဒါရေးဝန်ကြီးဌာနကပြောပါတယ်။မကြသေးခင်နှစ်တွေကအရှိတောင်အရှာတဝမ်းရာဆွဲကိုင်းတွေကလူထောင်ပေါင်းများစွာကိုလူမောင်းကိုကူပြီးမြန်မာနိုင်ငံမှာအများစုရှိတဲ့ကြားဖြန့်ကိုင်းတွေမှာအလုပ်စေခိုင်းထားပါတယ်။ မြန်မာနိုင်ငံမှာလှုပ်ရှားနေတဲ့ရာဇဝတ်ကွန်ရက်တွေဟာအွန်လိုင်းလေလံမှုတွေကတဆင့်အလုတ်ကျိုးစားတဲ့အမေရိကန်နိုင်ငံသားတွေစီကနေဒေါ်လာဘီလီယံနဲ့ချေခိုးယူနေတယ်လို့အချမ်းဖက်ဝါဒနဲ့ဗန်နိုင်းဆိုင်ရာထောက်လိုင်းရေးအမေရိကန်လက်ထောက်ဝန်ကြီးဂျွန်ဟာလီကပြောပါသည်။အဲဒီကွန်ရက်တွေကပဲလူသားတွေကိုမှောက်ခွေကူးနေကြပြီးမြန်မာနိုင်ငံရဲ့ဆိုးရွားလာတဲ့ပြည်ရင်းစစ်ကိုလောင်စာဖြည့်ဖို့ကူညီပေးနေပါသည်။ အဲ့ဒီဆိုက်ဘာရာဇဝတ်ကောင်တွေကိုသူတို့ဘယ်နေရာမှာပဲလှုပ်ရှားလှုပ်ရှားကျွန်တော်တို့အရေးယူဖို့အမေရိကန်မိသားစုတွေကိုအသုံးခံရအောင်ကာကွယ်ပေးဖို့လိုအပ်တဲ့နည်းလမ်းမှန်သမျှကိုအစိုးရကအသုံးပြုသွားမှာဖြစ်ပါတယ်လို့လက်ထဝန်ကြီးကျော်ကဖြည့်စွက်ပြောပါတယ်တရုတ်ရာဇဝတ်ကိုင်းနဲ့ဆက်နွယ်နေတဲ့ထိုင်းနိုင်ငံသားချာမူဆောင်ဝန်နဲ့အတူ Trans Asia International Holding Group Thailand Company Limited နဲ့ Trustar Company Limited ကုမ္ပဏီတစ်ခုကိုလည်းပြည့်မှတ်ထားရေးယူထားတယ်လို့ American ဘဏ္ဍာရေးဝန်ကြီးဌာနကပြောပါတယ် ကြားဖြန့်ကိုင်းတွေနဲ့ဆက်နွယ်နေသူတွေကိုအမေရိကန်ဗန်နာယုံကြီးဌာနကအရင်ကလည်းအရေးယူမှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ရှေ့တောင်အရှေ့မှာခြေဆိုင်တဲ့အွန်လိုင်းလူလင်ကိုင်းတွေက2024ခုနှစ်အတွင်းအမေရိကန်နိုင်ငံသားတွေစီကဒေါ်လာ10ဘီလီယံထက်မနည်းခိုးယူခဲ့တယ်လို့အမေရိကန်ဆွေးနွေးကခန့်မှန်းထားပါတယ်။ဒါဟာအဲ့ဒီကာလမတိုင်ခင်တစ်နှစ်ကအထက်66ရာခိုင်နှုန်းမြင့်တက်လာတာဖြစ်ပါတယ်။ နေ့ပြန်နိုဗင်ဘာလ14ရက်နေ့အတွက်မိုးလီဝတ္တအခမ်းအနှံသတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမွန်ကရင်နဲ့တနင်္သာရီဒေသတွေမှာတိမ်အထင်းထင်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်ခမ်းမန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်ဖြစ်ထွန်းနိုင်ပါရှင်။တနင်္သာရီကံယူတဲ့မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမာခွေးဘက်တို့မှာ ်လေဟာအရှိရှိတောင်ဘက်ကနေတနအိ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင်တင်ရှိနိုင်ပါတယ်ရခိုင်ကမ်းရိုးတန်းမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင်တင်ရှိနိုင်ပါတယ်ရှင်။ကရင်ညီပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာတော့နေရာဆက်စိတ်မှ နေရာအနှံပြားမိုးထည့်ချုံရွာသွန်းနိုင်ပြီးကြံဒေသတွေမှာအများအပြားဖြင့်တာယာနိုင်ပါတယ်။ ။အေအော်ဒီတိုင်းနဲ့မကွေးတိုင်းတို့မှာစိုက်စင်းလေပြင်းတိုက်ခတ်ခြင်း NDA တွေကိုအထူးသတိပြုကြရမှာဖြစ်ပါတယ်။မြို့အခြေအနေမှာသခိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမြို့ထွေများကျဆင်းနေပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ37ဒီဂရီစင်တီဂရိတ်စီ၊ဒဝယ်မြို့မှာ32ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။ ြန်မာတပြည်လုံးမှာခရမ်းလုံရောင်ကြီးအညွန်းကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမိုလေးပသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တာလင်ထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တာလင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X TikTok နဲ့တိုင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။